ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ရတော့เนาะပွဲဦးအတွက်မှာထိတ်တွေဗရိတ်တွေတော့မှန်ခဲ့တယ်เนาะကီးရတော့ကျွန်တော်တို့ပြတ်သွားခဲ့တယ်ပေါ့เนาะထိတ်ကဆိုရင်ကျွန်တော်တို့မနက်က9ညနေ6ဟာလာဗရိတ်ကဆိုရင်ကျွန်တော်တို့6ခုဆိုတော့3ဗရိတ်เนาะ ဲလိုကျွန်တော်တို့ဟိုဟာထွက်သွားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ key line လေးတွေနဲ့ကျွန်တော်ကချိန်ထားတာဖြစ်တဲ့အတွက် key line ပြတ်တော့ကျွန်တော်ရထုတ်ကနေနေမှာတော့မအောင်ပါဘူးဗျကဲနော်ဒီကနေ့အောင်လာဆိုလို့ကျွန်တော်တို့ viper နော် viper မှာကျွန်တော် income မကျော်ပတ်သီးသမားတွေနော် viper ပတ်သီးသမားရောအောင်ကြပါတယ် income မကျော်ပတ်သီးနောက်တော့အထူးရှယ်ပတ်သီးပေါ့နော်အထူးရှယ်ပတ်သီးသမားတွေလည်းအောင်နေနော်အထူးရှယ်ပတ်သီးသမားဆိုတင်ကွက်တောင်းပါသေးဟုတ်လားကဲအဲ့တော့ကျွန်တော်တို့ဒီကနေ့20လေးပဲစလိုက်ကြအောင်ဗျနော်အဲ့လို တတိလိုချင်တဲ့လူတွေကတော့ကျွန်တော်ဘိုက်ပါမှာပဲလာရောက်ပြီးဆက်သွဲဝေဝေယူနိုင်ပါပြီဗျာနော်ကဲအဲ့တော့စလိုက်ရအောင်နှစ်3ည9ကစမယ်ဗျာနှစ်3ည9ဟုတ်တယ်6နှစ်6 1 6 2 4 2 1ဘို့နှစ်တခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒါတွက်20ဟောင်းလေးတွေပဲเนาะ တွက်မယ်ဆိုရင်ဒီ3ညနဲ့6နဲ့ပေါင်း6ဒီ9ပေါင်းတော့3ပါတဲ့เนาะ3 3ရဲ့နှက်ခက်က5 3ရဲ့ပါဝါ8အာ sorry 5ရဲ့5ရဲ့အဲ5ရဲ့ပါဝါ3ညเนาะ353ညရတယ်เนาะ353ညเนาะဒါအဲ353ညဆိုရဲကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့6ရှစ်တဲ့မအောင်ပါဘူး13 13နဲ့13မှာတော့ကျွန်တော်3တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ တောင်းတလုံးထိပ်ပြီးအောင်ခဲ့ပါတယ်။ကဲနောက်တစ်ပြုံတွက်ပါမယ်။ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်။အဲ့ဒါလေးကိုတွက်မယ်ဆိုရင်3နဲ့3နဲ့ပေါင်းတော့6 6နဲ့8နဲ့ပေါင်းတော့4ပါတဲ့။4 4ရဲ့ နှစ်ခါကနှစ်နှစ်ရဲ့ပါဝါခွန်၄နှစ်ခွန်ဆိုတဲ့ကီးတုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ခွန်၄တဲ့ခွန်၄မှာခွန်ရ၄ရောထိပြီးတော့ကျွန်တော်တို့အခွေအနေနဲ့ထွက်ခဲ့ပါတယ်၃၅တဲ့၃၅မှာတော့ကျွန်တော်တို့မအောင်မအောင်ပြနော်ကဲနောက်တစ်ပြုံးတက်ပါမယ်၃၃3 3ညညနေပိုင်းမှာမထွက်ပါဘူး3 3 ၄တုံညာ၉တုံညာ၃တုံညာ၂တိ၃တုံညာ၂တိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီတုံညာနဲ့၉နဲ့ပေါင်းတော့၉ဒီတင့်နဲ့ပေါင်းတော့တုံညာတဲ့တုံညာရဲ့နှစ်ခက်ကခွန်းခွန်ရဲ့ပါဝါ၂တုံညာခွန်၂ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့6ခွန်းနဲ့6ခွန်မှာခွန်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်9နှစ်တဲ့9နှစ်မှာလည်းနှစ်တစ်လုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးမျိုး

ရှစ်တိ6ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့နော်အဲ့မှာဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့တိရှိတဲ့တိရှိမှာတကောရှစ်ကောထိပြီးအခွေအနေနဲ့အောင်ခဲ့ပါတယ်ရှစ်လေးတဲ့ရှစ်လေးမှာလည်းရှစ်တလုံးထိပြီးညာအောင်မနဲ့ကောထက်အောင်မြင်ပါလေဗျကဲနောက်တစ်ပြင်တော့ပြပါမယ်ရှင်9 9နှစ်ရှစ်ရှင်9 ၅နှစ်၈နှစ်၆နှစ်၈နှစ်၆နှစ်ဈေးတောင်ညာတောင်ညာတောင်ညာ၄တောင်ညာ၃ညာ၃ညာဆိုဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့တော့အတွက်မဲ့ဆိုရင်၅နဲ့၆နဲ့ပေါင်းတော့၁၁နဲ့၃ညာနဲ့ပေါင်းတော့လည်း၁ပါပဲတဲ့၁၁ရဲ့နှစ်ခက်က၈၈ရဲ့ပါဝါ၃၁၈၃ဆိုတဲ့ကီးသုံးလုံးဒီပင်မှာထွက်ရမယ်တဲ့နော်ကဲဘာတွေထွက်သွားသလဲကျွန်တော်ကြည့်လိုက်အောင်၁၅တဲ့၁၅မှာ၁တလုံးထိပ်ပြီးအောင်ခဲ့ပါတယ် 6 6တယ်6 6မှာလဲ6တလုံးထပ်တည်ပြီးညာရောမနေ့ကောထပ်အောင်မြင်ပါလေဗျ။အဲနောက်တစ်ပြင်တော့တပ်ပါမယ်။6 5 6 5 3 6 5 3ငါလေးငါ6ဆိုဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့1နဲ့ပေါင်းတော့3ည3ည6နဲ့ပေါင်းတော့6 6 6ရဲ့နှစ်ခက်က9ကို9ရဲ့ပါဝါ4 6 9 4ဆိုတော့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲအဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားတဲ့ကြည့်လိုက်ရအောင်တစ်ခွန်နဲ့မအောင်မအောင်ရခွန်4တဲ့ခွန်4မှာတော့ကျွန်တော်တို့၄တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်ဗျကဲနောက်တစ်ပြောင်းတက်ပါမယ်3866 3866 4 4 3 9 3 9 ၃၅၃၉ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်လိုက်ရအောင်အဲ၃ညနဲ့၈နဲ့ပေါင်းတော့၈၈နဲ့၉နဲ့ပေါင်းတော့ခွန်းခွန်းနဲ့ခက်က၃ည၃ညပါပါ၅ခွန်း၃ည၅ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲခါကြတော့၃ည၈တဲ့၃ည၈မှာ၃ည၃လုံးထိပြီးအောင်ခဲ့ပါတယ်၂၄တဲ့၂၄မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဗုဒ္ဓနေ့အတွက်ကျွန်တော်ကဏ္ဍလေးထုတ်လိုက်ရအောင်ရှင်း3 6 9 2 9 8 9 9 6ခွန်းဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ရှင်းနဲ့3နဲ့ပေါင်းတော့1 1နဲ့9ပေါင်းတော့8ပါတဲ့နော်8 8ရဲ့နှစ်ခက်က1 1ရဲ့ပါဝါ6 8 6ဆိုတဲ့ကြီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့က ထည့်ကြီးလေးတွေနဲ့ကြီးထည့်ကလေးတွေနဲ့ကျွန်တော်ချိန်ဆကြည့်လိုက်ရအောင်ကြီးထည့်ကြီးထည့်ကတော့ဒီကနေ့ညမနေ့ကောအောင်ခဲ့ပါဗျာနော်ကြီးထည့်ကြီးထည့်ကမနေ့ကကြီးထည့်က6 4နှစ်ပါတဲ့ခုနကြီးရိုးရိုးက76ပါတဲ့เนาะ76တဲ့အဲ့တော့မတူညီတာတွေဖြစ်တဲ့အတွက်ကျွန်တော်ကတ်ကစားမယ်68 ကိုတက်ကိုချောက်လေးရှိလေးတက်လေးချောက်နှစ်ရှိနှစ်တက်နှစ်ချောက်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားကဏ္ဍလေးတွေရထားပါတယ်အဲ့မှာကျွန်တော်တို့ကဘရိတ်ကလေးနဲ့နည်းနည်းချုပ်ကြည့်မယ်ဘရိတ်ကဘာလဲဆိုရဲခါကြတော့6 5 1 1 3ညာတဲ့6 5 1 3ညာเนาะ3ညာဟိုကနောက်က ဲ့တော့ဟိုဟာ65ဒီ main brake ဖြစ်ပါတယ်တဲ့နော်65ဒီ main brake ဖြစ်ပါဆိုတော့အဲ့တော့ကျွန်တော် main brake နဲ့ပတ်သက်တာလေးလိုက်ကြည့်ရင်66 41ဆိုရယ်နှစ်ကွက်ပဲကျွန်တော်တို့ရပါတယ်ကျန်တာလေးတွေရောကျွန်တော်တို့ရန်ကွက်အနေနဲ့ကစားမှာဖြစ်ပါတယ်နော်ကျန်တာလေးတွေကတော့ဥမာရန်ဘရိတ်ကလေးဆိုတစ်တုံညာဘရိတ်ရှိရတော့ဒီမှာဥမာဒီမှာတစ်တုံညာဘရိတ်ဟုတ်လားဒီမှာတုံညာဘရိတ်ဒီမှာတုံညာဘရိတ် နော်အဲ့ဒါလေးတွေထည့်ထိုးမယ်ပေါ့ဗျာအရင်နေနဲ့နောက်တစ်ခါကျွန်တော်တို့မွေးပရိတ်ပေးထားမွေးပရိတ်ထိုးရလူတွေအတွက်အားရှိစရာကဒီ48တို့နော်68တို့အဲ့ဒါလေးတင်ထိုးပါဟိုနှစ်ခွန်မွေးပရိတ်ထိုးနေရတူရေနော်အောင်းလဲဆိုတော့နှစ်ခွန်ပရိတ်ကလည်းကျွန်တော်တို့အကြာရှိရဲဒီမှာလည်းအပေးရှိရဲပေါ့နော်ဟိုပရိတ်နဲ့တော့မကိုက်ဘူးသူအများရန်ဒီ၃ဆုံးပလေကညီညွတ်ပြီးထွက်ပါမယ်လို့ကျွန်တော်ကအတက်ပြောလို့များဘူးဒီဒီနှစ်ခုတော့ပေါင်းစုံနေဒီဒီပရိတ်နဲ့မဟုတ်ဘဲနဲ့ခုနနှစ်ခွန်ပရိတ်နဲ့ဆွဲရင်လည်းဆွဲသွားနိုင်တာဖြစ်တဲ့အတွက်နော်အားလေးတော့ရှိပါတယ်နော်ဒါကတော့ကျွန်တော်ရဲ့ စိတ်ကူးပေါ်တာလေးကိုပြောပြခြင်းပဲဖြစ်ပါတယ်မျိုးတို့ဇုတ်အတင်းကျွန်တော်ကထိုးခိုင်းနေတာမဟုတ်ဘူးเนาะအဲဘာအောင်လဲဆိုတော့နှလုံးဆိုတာဟိုနှလုံးသုံးလုံးကဘယ်သူမှဆရာကြီးဆိုတာမရှိဘူးเนาะအကောင်းဆုံးနဲ့ကျွန်တော်တို့ကဒီလိုလေးတွေအကြရှိတယ်ဒီလိုလေးတွေကြတတ်တယ်ဒါလေးတွေကအကြမှန်နေဆိုပြီးကျွန်တော်တို့ကဒါကိုရွေးချယ်ကြခြင်းပဲဖြစ်ပါတယ်เนาะကဲဒီကနေ့တော့ဒီလောက်ပဲဖြစ်ပါတယ်ဗျာเนาะကျွန်တော်တို့ဘိုက်ပါမှာငါလူတွေကတော့ဒီကနေ့ပျော်ရွှင်ရပြီပဲเนาะဟို ရေကျွတ်လူတွေကတော့ကျွန်တော်ဒီကနေ့ပေါက်ကလည်းမပေးနိုင်ဘူးပေါ့နော်။ကဲအဲ့တော့ကျွန်တော်တို့နောက်နေ့နောက်နေ့မှာတော့ရေကျွတ်လူတွေရောဘိုက်ပါလူတွေရောအားလုံးပေါက်ကလည်းနေပေးနိုင်လိမ့်မယ်ထင်ပါတယ်ကဲ။အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးဒီဘုရူးနေမှာဖြစ်အောင်ပွဲတွေရှင်ပြီးအောင်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းရင်းဒီကနေ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနေအောင်တက်လိုက်ပါရစေဗျာ။